Oppo ဖုန်းနဲ့ကံပြီးတော့ဆက်အရန်လေးနေတဲ့မိတ်ဆွေတွေရှိလာဗျ။ software တစ်ခုနဲ့တစ်ခုကိုအဝင်ထွက်မှအရန်ကြာတယ်။ကိုကလက်ကတော့တလောက်ဖုန်းကလိုက်မနိုင်ဘူးဆက်ကအရန်ဟန်းနေတယ်။ဆိုတော့မိတ်ဆွေတွေရှိလာ။ဒါဆိုရင်တော့ Oppo ဖုန်းတွေကိုပေါ်ပါမြန်ဆန်လာအောင်ဘလိုမျိုးစတင်လေးတွေရှင်ပြီးသုံးသိမ်းလဲဆိုတာကျွန်တော်ဒီဗီဒီယိုဖိုင်လေးမှာပြောပြပေးသွားပါမယ်။အဲ့တော့ကျွန်တော်တို့ကစတင်တဲ့ကိုဝင်ပေးလိုက်ပါဗျစတင်တဲ့ကိုဝင်ပြီးကျွန်တော်တို့က additional စတင်တဲ့ကိုထပ်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ် additional stint ထဲကကျွန်တော်တို့ကဒီမှာ accessibility ကိုထပ်ပြီးဝင်ပြရမှာဖြစ်ပါတယ်အခုလိုမျိုးလေးပေါ်လာပြီဆိုလို့ကျရင်ကျွန်တော်တို့ကဒီဘက်မှာရှိတဲ့ vision ဆိုတာလေးကိုဝင်ပြရမှာပါဘယ်လိုရှိရင်တော့အပေါ်ကနေလောက်ဆက်တင်ပြလိုက်ပါကျွန်တော်တို့ကဒီမှာအောက်ဆုံးမှာရှိတဲ့ remote animation ဆိုတာလေးကိုဖွင့်ထားပေးလိုက်ပါဒါဆိုရင်တော့လူကြီးမင်းတို့ရဲ့ Oppo phone ကစကားပေါ်ပါမြန်ဆန်ပြီးတော့တွန်းရတာအဆင်ပြေလာပါလိမ့်မယ် ားလုံးပဲဒီဗီဒီယိုခန်းလေးကိုကြည့်ပြီးတော့အဆင်ပြေကြပါစေဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ